အားလုံးပဲမင်္ဂလာပါရေဝရှမ်းလီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မေလာ21ရက်နေ့ဒီနေ့မှလည်းမင်္ဂလာပတင်းတွေပဲတည်ဆောင်လာပါတယ်ဟုတ်ကဲ့ပါမနေ့က KIA ပြစ်ချလိုက်တယ်ဆိုတော့ MI 70ရဲရင်နှစ်စင်းဒစင်းကတော့ရုပ်တံဗီဒီယိုနဲ့တကွာအလုံးသိရှိခဲ့ပြီးဖြစ်ပါတယ် ဒီကိမှာထမှန်ပြီးတော့ရွှေကူဘက်ကိုထပြေးသွားတဲ့ MI Assembly ရဟရင်ဒဇင်းကို KIA တက်မှာစက်တစ်ကရဲဘော်တွေသွားရောက်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်ဒီသင်းတွေမပြောခင်မှာဆိုတော့အကြမ်းဖက်စစ်ခွေးတက်ကဒီရဟရင်တွေနဲ့ပတ်သက်ပြီးတော့ဆက်ချို့ယွင်းလို့ပျက်စီးသွားတယ်လို့ ပရမကရင်ပြချခံလိုက်ရတဲ့ MI Assembly စစ်ရဲရင်ကိုလည်းသူတို့ဒီလိုမျိုးအကြောင်းပြလိန်နဲ့ထုတ်ပြန်ခဲ့တယ်။ဆိုတော့ဒီကနေ့မှာ KIA ကတရားဝင် ထုတ်ဖို့ပြောဆိုလာတဲ့နောက်ထပ် MI Assembly စစ်ရဲရင်ဖြစီတိုက်ခိုက်ခံလိုက်ရတယ်ဆိုတဲ့သတင်းတက်လာရင်လည်းသူတို့တွေနောက်တစ်စင်းကိုလည်းပဲစက်ချိုယွင်းလို့ပြစီသွားတယ်လို့ထပ်ပြီးတော့ လိန်ညာသတင်းထုတ်ပြန်အောင်မလားဆိုတော့ကိုကျွန်တော်တို့တော်တော်ကိုစိတ်ဝင်စားနေပါတယ်ဆိုတော့ဒီအကြောင်းတွေကိုကျွန်တော်တင်ပြပေးမှာနောက်ထပ်သတင်းကတော့ထုံးစံအတိုင်းပဲကရင်တွေချဲတွေဇက်တိုက်ပေါက်နေပါတယ်ကရင်ပြည်နယ်မှာတော်ဝလိုင်းတိုင်းနဲ့အတကုံတင်းနေပါတယ်ဒီအကြောင်းတွေကိုတင်ပြပေးပါမယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအူးချစ်စီတိုင်းကိုတလီတစားဖိတ်ခေါ်လိုက်ပါတယ် အကျံဖက်စစ်ခွတ်တက်ရဲ့သတိလေးချက်ပြန်မှုပြီးအမိုင်ဆမ်နီရဟယင်ဟာဆက်ချို့ရင်းလို့တကြသွားတယ်ဆိုတဲ့သူတို့ရဲ့လိန်လေသောသတင်းတွေကိုမပြောခင် KIA ကထပ်မံဖြစီးပလိုက်တဲ့အမိုင်ဆမ်နီအကျံဖက်စစ်ခွတ်တက်ရဲ့ရဟယင်နောက်ထပ်သတင်းအကြောင်းမပြောခင် ပြီးတော့အဲ့ဒီမှာပါလာတဲ့အကြမ်းဖက်စစ်ခွေးတက်ကလေးဘဲပိုင်လော့အရာရှိတွေအပါဝင်လေးဘဲအကောင်12កောင်တုတ်ပင်ရှင်းလင်းနိုင်တဲ့အကြောင်းတွေကိုကျွန်တော်ပြောခင်ပါကျောင်းရဲ့မိဘတွေကိုထူးခြားဖြစ်စဉ်လေးတစ်ခုတင်ပြချင်ပါတယ်ဒီထူးခြားဖြစ်စဉ်လေးကလက်ရှိကင်ပီနယ်အတွင်းထဲမှာ strong grind တိုင်းနဲ့ကရင်တွေအပကုန်တီးနေပါတယ်ဆိုတော့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဟာလဲကျွန်တော် KIA တိုင်းတပ်ဖွဲ့တွေနဲ့အတူတူနေရာစုံမှာအပကုန်လှော်နေပါတယ်အဲ့တော့ထိုင်းမြန်မာကုန်းမြင့်ချင်းထိဆက်နေတဲ့တပတ်ထိုင်းနိုင်ငံမှာကျွန်တော်တို့တာဝန်ကြတဆွဲထားတဲ့ကျွန်တော်တို့ဒါထိုင်းစစ်တပ်က လက်ရှိငိုရမလို့ရီရမလို့အဖြစ်အပျက်တွေကိုကျွန်တော်ကတင်ပြပေးမှာဖြစ်ပါတယ်ဒါဟာတကယ်ဖြစ်ပျက်ခဲ့တဲ့အရာဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာကရင်ပြည်နယ်အတွင်းထဲမှာအကြမ်းဖက်စစ်ခွေးတက်မှန်သမျှမိဖို့နေတဲ့ပွဲမှာတစ်ဖက်နေသားတစ်ဖက်မှာပါတာဝန်ကျနေတဲ့ထိုင်းအာနာပိုင်တွေထိုင်းစစ်တပ်ကသူတွေကကျွန်တော်တို့ ကန်အလီနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုဒီနေ့ဟိုဘက်နိုင်ငံထိုင်းနိုင်ငံအတွင်းကသူတို့ကလှမ်းអော်ပြီးတော့မေးပါတယ် Hey KIA Hey PDF မင်းတို့ဒီနေ့စကမ်းသိမ့်ဖို့ရှိသေးလားဟုတ်ကဲ့ငါတို့ဒီနေ့စကမ်းသိမ့်ဖို့ရှိတယ်နောက်နေ့လည်းရှိသေးတယ်အေးကွာတဲ့မင်းတို့ကင်းပြည်တယ်မှာ စကမ်းသိမ့်တိုက်ပွဲတွေရှိတဲ့နေ့တွေဆိုရင်ငါတို့ကိုကြိုပြောပါ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကနေပြီးတော့ခွေးပြေးဝက်ပြေးတေးလာတဲ့အကြမ်းဖက်စစ်ခွေးတက်တွေရဲ့ပုံစံကိုကြည့်ပြီးတော့သူတွေတွေရီရရီရလုံးလုံးဥမတက်ရန်ကိုရီမောရတဲ့ဒါပုံစံတွေကိုမြင်တွေ့နေရတော့သူတို့ကဒီအဖြစ်ပြက်ကိုစောင့်ကြည့်နေတာလို့ဒီကနေ့ ကျွန်တော်တို့သိရပါတယ်ဆိုတော့တခုစကားချက်အနေနဲ့ကျွန်တော်မိပါတယ်ကိုကျွန်တော်တင်ပြချင်တာကကျွန်တော်တို့ထိုင်းကရင်နေဆက်အဲ့ဒီမှာထိုင်းလက်ရှိပေါ့နော်ကျွန်တော်တို့ထိုင်းတပ်မတော်တဲမှာကျွန်တော်တို့ထိုင်းတပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေထဲမှာကရင်တွေပါပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ဒါကရင်မိသားစုဝင်တွေကောင်းကောင်းသိပါလေအဲကရင်ပြည်နယ်အတွင်းထဲမှာငကိုတွေကကျွန်တော်တို့စပေးရှောင်ရင်းနဲ့ အထိုင်းဘက်မှာတွားရောက်နေထိုင်ရင်းနဲ့ထိုင်းမှာပဲမွေထိုင်းမှာပဲကြီးလာတဲ့ကရင်လူငယ်တွေဟာဒီထိုင်းနိုင်ငံအတွင်းမှာစမှုထမ်းကြပါတယ်ဆိုတော့သူတို့တက်ကဒီလူငယ်တွေတက်ကတကယ့်ကိုခွင့်ရေးကောင်းဖြစ်ပါတယ် sign this citizen ပေါ့နော်ထိုင်းနိုင်ငံသားဒါဖြစ်ဖို့ပြီးတော့သူတို့ဘဝအမကန်ချက်တွေရဖို့ပြီးတော့သူတို့ရဲ့မိသားစုတွေရဲ့ဒါအလုံးသောအရာတွေအတွက်အသင့်တော်ဆုံးသောရွေးချယ်မှု အတွက်ကရင်လူငယ်တွေဟာဒါထိုင်းစစ်တပ်တဲကိုဝင်ပြီးတော့တာဝန်ထမ်းဆောင် နေကြပါတယ်ဆိုတော့ကရင်ဘာသာစကားကိုလည်းသူတို့တက်သူတို့ထိုင်းဘာသာစကားကိုလည်းသူတို့တက်ပါတယ်ဒီကနေ့ထိုင်းဘက်ချမ်းကနေပြီးတော့ထိုင်းစစ်တပ်ကမေးလိုက်တဲ့မေးခွန်းကိုဒီဘက်ကကရင်တွေကလည်းထိုင်းလိုပြန်ပြောတက်တယ်ဒါကြောင့်လည်းပဲမင်းတို့တိုက်မယ်ဆိုရင်ငါတို့ကိုကြိုပြောပေးပါဘာဖြစ်လို့လဲဆိုတော့မင်းတို့တိုက်လို့ အကြမ်းမဖက်စစ်ခွေးတက်ကကောင်းနေငါတို့ထိုင်းနိုင်ဘက်ထိုင်းနိုင်ငံဘက်ကိုပြေးလာတဲ့မြင်ကွင်းကိုသူတို့တွေကြည်ပြီးတော့ရည်ကျင်လို့ Standard Army ကြီးရဲ့လက်ရှိဖြစ်စဉ်အမှန်ပါဟုတ်ပြီဒီနေ့မှာကျွန်တော်အဓိကတင်ပြချင်တာကတော့ရွှေကူမြို့ပေါ်ကိုရေးတဲ့ရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရှင်ကို ဒီကနေ့မေလ22ရက်နေ့မွန်လွယ်ပိုင်းမှာပဲ KIA တက်မှာစက်တစ်ကရဲဘော်တွေတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းကချင်စစ်ရေးတင်းတွေကထောက်ပေါ်လာပါတယ်။အဲဒီထဲမှာထူးခြားတဲ့အချက်အချက်လည်းပါပါတယ်။အဲဒီထူးခြားချက်ကအကြမ်းဖက်စစ်ခွေးတက်ဟာရဲရင်ကိုကာဗာလုတ်ထားတဲ့တချက်က2စီးရှိတယ်၊ထရက်ကာ2စီးရှိတယ်၊စုစုပေါင်း4စီးပေါ့ဗျာ။ အဲ့ဒီဒီစင်လုံးကိုလေဘယ် KIA ကတပေါင်းနဲ့တစည်းတည်းမိဖို့ပေးလိုက်တာရစရာမရှိဒီအပိုင်းထဲမှာကျွန်တော်လေဘဲတွေနဲ့ပတ်သက်တဲ့သတင်းတွေအကြောင်းဖက်စစ်ခွေးတက်ရဲ့တိုက်လေရင်တွေစစ်ရဲရင်တွေနဲ့ပတ်သက်တဲ့သတင်းတွေကိုကြွန့်ပြီးပါတယ်တဝါကြီးကြည့်နေရတာကြားနေရတာဖြစ်ပါတယ်ဆိုတော့အချုပ်မိဘတွေကအယံနှမျောတယ်အကြံဖက်စစ်ခွေးတက် MI7 ရဟရင်ကြီးမင်းတို့ကွာ တော်ရုံတန်ရုံကင်ရင်လဲစားလို့ရပါတယ်အခုဟာကအကင်လွန်သွားတော့မိဖုတ်တာများသွားတော့ပြာပုံဖြစ်သွားတော့စားစရာတောင်မရှိကင်ုံလေးกินလို့မရဘူးလားတားလို့မရတော့စီးလို့မရတော့ကျွန်တော်တို့လူငယ်တွေအခုကမိဖုတ်နေတဲ့ပွဲအဲ့ဒီမိဖုတ်နေတဲ့ပွဲထဲမှာပါသွားတဲ့ဖိုင်လော့ အရာရှိ လေဘဲအကောင်ကြီးတွေစရင်လေးကိုကျွန်တော်မိပါတွေအရင်ဆုံးတင်ပြခြင်းပါတယ်တစ်ဖက်ရက်ကကောင်တွေဒါစရင်ပြောက်နေမှာစိုးလို့လည်းပါပါတယ်ဟုတ်ပြီမနေ့ကပြစ်ချလိုက်တဲ့ MI ဆမ်မီရိုက်ရင်မှာခွေးအလောင်း7လောင်းရရှိထားပါတယ်အဲ့ဒီ7လောင်းထဲမှာ pilot ဘိုကြီးကြော်မြင့်2 3753 ဘူဂျီချမ်းသာ43895ဘူဂျီမျိုးထက်အောင်43593ဒါအပြင်ဘိုင်လော့အကူနောက်ဆွဲအကြမ်းဖက်စစ်ခွေးတက်ကလေဘဲစုစုပေါင်း72កောင်တီတီကျွန်တော်မီးဖုတ်မှုအတွင်းမှာကင်ုံနေမှုဖဲနဲ့မီးဖုတ်လိုက်တဲ့အတွင်းထဲမှာတော်တော်လေးကို ရုပ်ပြတ်စင်းပြတ်ဖြစ်သွားပါကြောင်းဘုရားဥစွာတင်ပြလိုက်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ရှင်ကူမရေဘောစင်းသက်ခဲ့တဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ MI 70နေကောင်းရဲ့လားချမ်းမာရဲ့လားချမ်းသာရဲ့လားအစဉ်ပြေရဲ့လားအာကျွန်တော်တို့ပြည်သူတရက်လုံးကအယံကိုစိတ်ပူနေတာမနေ့ကတည်းကကျွန်တော်တင်ပြခဲ့ပြီကျွန်တော်တို့ပြည်သူပိုင်တဲ့မြေပေါ်ကို လေဘဲတွေဆင်းလာလဲကျွန်တော်တို့ပြည်သူရဲ့ခြေပြားအောက်မှာဝဆင်းသွားမယ်ကျွန်တော်ပြောပြီးသားဒါဟာကျွန်တော်ပြည်သူတရက်လုံးကစတင်ခဲ့တဲ့တော်လန်ရေးဖြစ်တယ်မိသည့်နေရာမှာပဲသူတို့တွေဘလို့မျိုးပဲပြေးပါစေဘလို့မျိုးပဲပုံးပါစေကျွန်တော်တို့ပြည်သူရဲ့အောက်ကဘသူမှမလွတ်ဘူးအော်တက်တည်ပြလိုက်တာကဒီနေ့ KI တပ်ဖွဲ့ဝင်တွေကချွေကူမှာရေးပေါ်ဆင်းသက်လာတဲ့အကြောင်းဖက်စစ်ခွေးတက်ရဲ့ ထွက်ပြေးသွားတဲ့ MI Sunny ရဲရင်ကိုနောက်ကနေပြီးတော့လိုက်လံခြေမိုးတိုက်ခိုက်ပြီးတော့လိုက်ပွဲအနေနဲ့တန်ချက်ကရင်နှစ်ဆင်းနဲ့ထွက်ကနှစ်ဆင်းကိုပါချိန်နဲ့တပြိုင်နက်ထက်မှာမိဖို့လိုက်ကြောင်းကိုထပ်မံကြားလိုက်ရတော့ KIA ရဲ့လက်ဆောင်ထက်ချက်ကဒီရက်ပိုင်းတွေအတွင်းမှာတော်တော်လေးကိုစာလုံးပါတယ်ဗျာကချင်ခေါင်ရီချုံများများတောက်လိုက်ရင်တော့ဘလောက်တောင်ရတာရှိလိမ့်မယ် ်ဟုတ်ပြီမမမျိုးသိတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေတက်အမှတ်27စစ်စင်ကုကဲရေးဌာနချုပ်စကခ27ကိုစစ်ကူပြဖို့ထားတဲ့အကြမ်းဖက်စစ်ခွေတက်ရဲ့ရဟရင်3စင်းအနက်မှာ2စင်းကို KIA ကပြချနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်ဒီနေ့ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာကျွန်တော်ပြချမှုကြောင့်ပျက်စီးသွားတာကိုဝန်မခံဘဲနဲ့ ဒါဆက်ချို့ရင်းကြောင့်ပျက်စီးသွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကနည်းနည်းလေးတင်ပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီ။အဲ့လိုမျိုးဒါဖပြေးသွားတဲ့အချိန်မှာကျွန်တော်တို့ KIA ရဲ့တပ်မ7ရဲဘော်တွေကတွားရောက်တိုက်ခိုက်မှုတ်ချက်ခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ KIA သတင်းမှန်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဖူးထံကိုကျွန်တော်တို့ဆက်သွယ်မေးမြန်းတဲ့အခြေအနေတွေမှာလည်းပဲဒီသတင်းနဲ့ပတ်သက်ပြီးတော့ သူတို့လည်းကြားသိထားရတယ်သူတို့စီလည်းသတင်းရောက်နေပြီထပ်မံပြီးတော့တိကျခိုင်မာစွာဗီဒီယိုတက်သိနေတကွာကျွန်တော်ချက်ပြပေးအောင်မှာဖြစ်ပါတယ်အရှိတစင်းကတော့ဟိုဘက်ရက်ကွက်ကကောင်းနေကျွန်တော်ဆက်ချုပ်ရင်းလို့ပျက်စီးသွားတယ်လို့သူတို့တွေအမျိုးမျိုးခေါင်းစဉ်တက်အမျိုးမျိုးလှက်ပတ်ပြီးတော့ပါတီဖောက်ချုပ်လုပ်ကြပါတယ်နောက်တဲ့တစင်းကဲ ကျွန်တော်တို့ KI A ကထပ်မံกินလိုက်ပါတယ်ဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကောသူတို့ကဆက်ပြီးတော့ဆက်ချိုယွင်းနေသေးလားကျွန်တော်တို့ကတော့မေးရမှာဖြစ်ပါတယ်ထုံးစံအတိုင်းပဲသူတို့ကတော့ထပ်ပြီးတော့လိန်နေအောင်မှာဖြစ်ပါတယ်ဟုတ်ပြီအကြံပတ်စစ်ခွေးတက်ရဲ့ရဟယင်ကိုကပြတ်ကြဖို့သူတို့ပြောတဲ့စကားမှန်လားမမှန်လားကျွန်တော်တို့အတူတူသုံးသက်ကြည့်အောင် စစ်ရရင်တစင်းတိုက်လေရင်တစင်းကောင်းငင်ကိုမတက်ခင်မှာကျွန်တော်မြေပြင်မှာတိကျခိုင်မာတဲ့စစ်စင်းမှုတွေကိုလှုပ်ဆောင်ရပါတယ်။ဗျမြအဖြစ်ကားရစီးလို့စီထည့်ပြီးတော့မောင်းထွက်သွားလို့မရဘူး။ခွင့်ပြုချက်အစင်းစင်းယူပြီးတော့မှတေချာစွာလီဘော်ကို ပြန်တက်ဖို့အတွက်ခိုင်မာစွာ စနစ်တကျ ဒါခွင့်ပြုချက်ရပြီးတော့မှဒီရဟရင်ကလေပေါ်ကိုပြန်တန်းခွင့်ရတာပါကျွန်တော်လက်ရှိအခြေအနေမှာသူတို့တွေလေပေါ်ပြန်တက်သွားတိုင်းဆက်ချို့ရင်းလို့တက်ကြပါတယ်ဆိုတဲ့အခြေအနေတွေကိုကြောင်းပြပါဦးမကြခဏသူတို့တွေပြောတဲ့သတင်းလွင်ကြီးဈာတယ်မှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်လည်းပဲ KIA ပြချမှုကိုသူတို့ကလည်းဆက်ချို့ရင်းလို့ပြစီသွားတယ် ဒါဟာဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကိုကျွန်တော်တို့အတူတူအဖြေရှာကြမှာဖြစ်ပါတယ်ဟုတ်ပြီအကျန်ဖက်စစ်ခွတ်တက်ကတော့ထုံးစံအတိုင်းပါပဲရဲရင်ပြချခံရတော့ဝန်မခံပဲနဲ့စချုပ်ရင်းလို့ပြချသွားတယ်လို့လိန်လေပြီးတော့ထုတ်ပြန်ထားပါတယ်ဟုတ်ပြီထုတ်ပြန်ကြညာချက်မှာဗမာမျိုးရဲ့ရှေ့တန်းစကန်းကိုထောက်ပို့ပစ္စည်းတွားရောက်ပို့ဆောင်ပြီးပြန်လဲထွက်ခွာလာစဉ်ဗမာမျိုးရဲ့အနောက်တောင်ဘက်မီတာ တောင်းလေးတောင်ကန့်กว่ามาရဲ့ရင်ရုတ်တရက်စက်ချို့ရင်းသွားတာကြောင့်ပြကြသွားတယ်လို့ဖော်ပြပါတယ်အကြမ်းဖက်စစ်ခွေးတက်ကပြောသလိုမျိုးစက်ချို့ရင်းကြောင့်မဟုတ်ဖဲနဲ့အဲ့ဒီလေရင်ဟာပြချခံပြီးတော့ပျက်စီးသွားတယ်ဆိုတာကိုလူမှုကိုရဲ့ social စာမျက်နှာအထက်မှာရုတ်တံဗီဒီယိုနဲ့တကွာထပ်ပေါ်ခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်အနေငယ်ထည့်သွင်းတင်ပြချင်တာကကျွန်တော်မိဘပြည်သူတွေအနေနဲ့ အာကျွန်တော်တို့ဒါအချမ်းဖက်စစ်ခွေတဲ့လေဘဲကိုပဲကင်ကင်အချမ်းဖက်စစ်ခွေတဲ့တိုက်လေရင်အခုလိုမျိုးစေရရင်လူစေရရင်တွေကိုပဲကင်ကင်ပြစ်ချနိုင်တဲ့အခြေအနေတွေမှာကျွန်တော်တို့ဟာရုပ်ရှင်ရိုက်ကူးကြီးလုပ်နေတာမဟုတ်ဘူးဆိုတာကိုကျွန်တော်မိဘတွေကိုအတိအပြေပြောကြလို့တယ်ဆိုတော့တိုက်ပွဲ ဖြစ်နေတဲ့နေရာမှာကျွန်တော်တို့ဒါတိကျတဲ့ဒါပေါ့နော်တပုံမှတ်တမ်းဗီဒီယိုရဖို့ကအလွန်အင်မတန်ခက်ခဲပါတယ် မိမိရဲ့အသက်ကိုဘေးဖယ်ထားပြီးတော့ဗီဒီယိုမှတ်တမ်းရဖို့ဆိုတဲ့ဒါအခြေအနေရတော်တော်လေးကိုအာခက်ရခက်စစ်အခြေအနေပေါ့နော်အန်ဒီအရန်ကြီးတဲ့အခြေအနေတစ်ခုဖြစ်တဲ့အကြောင်းကိုကျွန်တော်ကဒါထည့်သွင်းပြောကြားခြင်းတာဆိုတော့ဒါကျွန်တော်ရဲ့ Telegram မှာတင်ပြထားတဲ့ဒါဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့အချို့က KIA ကပြစ်ချလိုက်တဲ့ဗီဒီယိုဖိုင်မတွေ့ဘူးဆိုတော့ သုံးသက်ပြောဆိုမှုကိုလည်းကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်လူဒီမင်းတို့ကြည်နေတဲ့ကျွန်တော်နိုင်ငံခြားရုပ်ရှင်ဒါစစ်ကားတွေမှာလူမျိုးအခုံးထမ်းကြီးကိုထမ်းပြပြီးတော့တေချစွာချိန်ရွယ်ပြီးတော့အနောက်ကကင်မရာအလုံးပေါင်း20 30လောက်ကရိုက်ပြီးတော့ထွက်လာတဲ့ဗီဒီယိုတွေမဟုတ်ပါဘူး။ဒါဟာစစ်မြေပြင်မှာကျွန်တော်ရဲဘော်တွေအသက်နဲ့လူပြီးတော့ တိုက်ပွဲဝင်တဲ့နေရာမှာကျွန်တော်ပြောမှာပြည်သူပြည်ဒါဝင်းရကိုညီမှုဒါဒီထောက်ပံ့ကိုညီမှုတွေအတွက်ဝမ်းသာဂုဏ်ယူပွဲဖြစ်ဖို့အတွက်သူတို့မှာပါလာတဲ့ဖုန်းလေးတွေကိုဒါအခက်အခဲမျိုးစုံကြာကရိုက်ယူလာခဲ့ကြတာဖြစ်တယ်အစတဲမှာပဲကျွန်တော်တင်ပြချင်တာကကျွန်တော်လီဂီကိုတိုက်ပွဲပေါ့နော်လီဂီကိုတိုက်ပွဲမှာကျွန်တော်ရှင်းတန်းထွက်တဲ့အချိန်မှာကျွန်တော်ဒေါက်တာမှာကျွန်တော်ရဲ့ဖုန်းကိုထားခဲ့တယ်ကျွန်တော်ရဲ့စခန်းကဒါကျွန်တော်ရဲ့ရဲဘော်တွေကိုလည်း ကျွန်တော်ရှင်းတဲ့မထွက်ခင်မှာကြုံပြီးတော့ပြောခဲ့တယ်ကျွန်တော်ကိုဖုန်းနဲ့မဆက်သွယ်နဲ့တကယ်လို့စာပို့ခြင်းနဲ့ဆိုရင်ဖုန်းထဲမှာစာပို့ထားပါဘာကြောင့်လဲဆိုတော့ကျွန်တော်ဟာနေညစစ်စင်ဖြစ်ပါနေညစစ်စင်ရေးမှာကျွန်တော်ရဲ့ equipment တဲမှာဒီဖုန်းကိုထည့်ထားတာကျွန်တော်အတွက်အန္တရာယ်ရှိတယ်လို့ကျွန်တော်ကိုကျွန်တော်သတ်မှတ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တညာလုံးနေပါကျွန်တော်တို့ shift truck ခင်းမှာတာဝန်ယူရတာဖြစ်တယ်။အကြမ်းဖက်စစ်ခွေးတက်နဲ့ကျွန်တော်တို့လမ်းညင်နေရတဲ့အခြေအနေမှာ ကျွန်တော်ရဲ့ဖုန်းဟာဒါပေါ့နော် message ဝင်လာလို့ပဲဖြစ်ဖြစ် internet line ဒါမမိတစ်ချက်မိတစ်ချက်အနေနာမှာပဲဖြစ်ဖြစ်ပြီးတော့ဒါ test ပွင့်သွားတယ်ပေါ့နော်ဖုန်းကဒါအာပွင့်သွားတဲ့အခြေအနေမျိုးတွေမှာရန်သူကဝေးကြီးကကျွန်တော်ကိုမြင်တွေ့နိုင်ပါတယ်ဆိုတော့ဒီအခြေအနေမှာကျွန်တော်ရှီတန်းကိုဖုန်းမယူသွားပါဒါနင်းညာစစ်စင်ရေးရဲ့ဒါကျွန်တော်ဖြတ်တန်းခဲ့တဲ့အကြောင်းအရာလေးတစ်ခုပါ ကျွန်တော်ရဲဘော်တွေကိုလည်းစိတ်မပူဖို့ကျွန်တော်မှာကြားခဲ့ပြီးသားဒီလိုအချိန်တွေမှာအာကျွန်တော်ကိုနိုင်ပေါ့နော်ဒါဖြတ်တန်းခဲ့တဲ့အချိန်တိုလေးအတွင်းကိုကျွန်တော်မိပါ့ကိုပြန်လည်တင်ပြနေခြင်းဖြစ်တယ်ဆိုတော့ဒါပေမဲ့အချောင်းနေမြေတွေကိုသွားတဲ့အချိန်မှာတော့ကျွန်တော်တို့ပေါ့နော်စစ်တောင်းထွက်တဲ့အချိန်တွေမှာကျွန်တော်တို့ဒါနေကင်းပေါ့နော်စစ်စင်ကြီးနဲ့ပတ်သက်တဲ့အချို့နေရာတွေမှာတော့ဖုံးပသွားတာရှိတယ်တစ်ခါတည်းမှာကြိုးတွေမစီစဉ်ထားတဲ့စစ်စင်ကြီးတွေမှာ ော်ကျွန်တော်တို့ပေါ့နော်ဒါ equity တွေလုံးမိတာတွေလည်းရှိပါတယ်ဆိုတော့ဒီလိုအခြေအနေအခက်အခဲမျိုးစုံကိုလည်းပဲကျွန်တော်မိဘတွေနားလည်ပြီးဖို့ကျွန်တော်ကဒါတင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့အကျဉ်းဖက်စစ်ခွေတက်အနေနဲ့လက်ရှိအချိန်မှာရဟယင်ဟာဆက်ချုပ်ရင်းနာကြောင့်ပြတ်ကျပါတယ်လို့ဘလို့ပဲငင်းဆန်နေပေမဲ့ပထမဒစင်းကလည်းကျွန်တော်တို့ KIA ကပြစ်ချမှုကြောင့်အလုံးစုံပျက်စီးခဲ့ရ အခုနောက်ထပ်သစင်းဆိုတော့ဒီသစင်းမှာလဲသူတို့တွေဘလို့လိန်လဲအုံးလဲဘလို့ဖာသေးအုံးလဲဘလို့မျိုးသင်းအလိန်တွေကိုထုတ်ပြန်အုံးလဲဆိုတာကိုကျွန်တော်တို့ကစောင့်ကြည့်နေကြပါတယ်ဆိုတော့ကျွန်တော်မိဘတွေဒီအပိုင်းမှာသစင်းကောင်းနေအများကြီးကိုစတိုက်ကြားနေရတယ်ဆိုတော့ဒီဒေါ်လာရင်းမှာဒါကျွန်တော်တို့တိုင်းငံလုံးညီပါလက်ရှိအချိန်မှာဒါမိုးရင်းကာလာ ဒါရောက်နေသည့်တိုင်အောင်စစ်ရေးအတွက် ပြင်းထန်စွာတိုက်ပွဲဝင်နေကြပါတယ်။ဒါကြောင့်ကျောင်းမိဘတွေအနေနဲ့အခုလိုမျိုးအောင်ဝင်သတင်းတွေကိုစတိုက်ကြားနိုင်ဖို့အတွက်မိဘပြည်သူတအူးချင်းစီအနေနဲ့ဒီထက်ပိုပြီးတော့အားဆိုင်ဝင်းရန်ထောက်ပံ့ကူညီဖို့လွန်စာအရေးကြီးပါတယ်။ဘိုးရီကာလာရောက်ပြီးရဲဘော်တွေအတွက်ရိတ်ခါတွေအမိုးအကာတွေများစွာလိုပါတယ်။အထို့သောနေရာတွေမှာဒါမိုးရင်း ကာလမရောက်ခင်တည်းကရိတ်ခါကြိုးရင်စူဆောင်းရတဲ့အခြေအနေတွေကိုလည်းကျွန်တော်ရဲ့မိဘတွေခံစားနားလည်မယ်လို့ကျွန်တော်မျှော်လင့်တယ်။ဒါကြောင့်အချို့ရန်ကိုခေါင်းနဲ့ပြီးတော့တော်တော်လေးကိုဒါလမ်းမဆက်တွေစိုးရတဲ့နေရာတွေမှာမိုးရင်းကာလစားဝတ်စားအောက်ဖို့အတွက်ရိတ်ခါတွေကိုကြိုးတင်စူဆောင်းရတဲ့အခြေအနေတွေကိုလည်းကျွန်တော်ရဲ့မိဘတွေဒါဖြည့်စင်ပေးနိုင်ဖို့ကျွန်တော်ဒီကနေပြီးတော့သတင်းပအပ်ပါတယ်လက်နက်ခဲရန်နဲ့ဆက်ဆက်ပစ္စည်းတွေကတော့ခဏ တိုက်ပွဲ2025နှစ်တွင်းမှာလွန်စွာလူအချက်တွေညပြနေတဲ့အကြောင်းကိုလည်းကျွန်တော်ထပ်ဆောင်တင်ပြရင်းနဲ့ဒီကနေ့မှာ KIA ရဲ့တိုက်ပွဲသတင်းတွေပြီးတော့ KIA ရဲ့ပြတ်သားတဲ့စီးရေးဆိုင်ရာစုံဖြတ်ချက်တွေပြီးတော့တိကျတဲ့စီးရေးပြတ်မှတ်တွေနဲ့အတူ နောက်ထပ်အောင်ပွဲတွေမြောက်အောင်များကျွန်တော်မိဘတွေ့စီအရောက်ပို့ဆောင်ပေးသွားမှာဖြစ်တဲ့အကြောင်းပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုကိုစုံသက်ပြစီနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းကျွန်တော်ကြိုးစားပေးပါမယ်။လည်းနဲ့ပေး CB ကပ်ပီကြောင်းနေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအူးကြီးစီတိုင်းပြည်နဲ့ကင်းရှင်းပါတဲ့ကြောင်းလေးနဲ့နဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ